မန္တလေးတိုင်းမိုးကုံမြို့မှာမုံမိတ်ဘတ်တို့ကြီးတက်လာတဲ့စစ်တပ်စစ်ကြောင်းကို KNK PDF အပါအဝင်တော်လန်ရေးပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့တော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပြီးအဆိုပါသတင်းမှာမှန်ကန်မှုရှိတယ်လို့ KIA KIO ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကအတည်ပြုပါရတယ်။ ရန်ကုန်မြို့လေကောင်ရှိထင်ကရလမ်းတစ်ခုဖြစ်တဲ့ရောမင်းကြီးလမ်းမှာယနေ့ဒီဇင်ဘာလ၁ရက်နေ့မှာရေပွဲပြည်သူအကျိုးပြုလူငယ်အဖွဲ့အစည်းမှ No Vote စာတမ်းကင်ဆောင်၍အတူရောင်ရွေးကောက်ပွဲမဲမပေးရေးစစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာ။ဒါဆိုရင်ဆက်လိုက်ရအောင်။ မန္တလေးတိုင်းမိုးကုတ်မြို့မှာမုံမိတ်ဘတ်သူကြီးတက်လာတဲ့စစ်တပ်စစ်ကြောင်းကို KIK PDF အပါအဝင်တော်လန်ရေးပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့တော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပြီးအဆိုပါသတင်းမှာမှန်ကန်မှုရှိတယ်လို့ KIKIO ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကအတည်ပြုပါရယ်။မနေ့ည၈နာရီဝန်းကျင်မိုးကုတ်ကနေမိုးမိတ်သွားတဲ့လမ်းမှာတိုက်ပွဲဖြစ်တာပါ။ကျွန်တော်တို့လည်းအသေးစိတ်မသိရသေးဘူး။အဲ့ဒီဘက်ကဖုန်းလိုင်းတွေခတ်တော့ တဆင်ပြီးတဆင်မေးနေရတယ်။အဲ့ဒီတော့မိုးကုတ်မိုးမိတ်ကြားလမ်းမှာတိုက်ပွဲဖြစ်တာကိုပဲကျွန်တော်တို့ပြောနိုင်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဗိုလ်မှူးကြီးနော်ဘူးက TNL စုတ်ခွာမဲ့မိုးမိတ်မျိုးမှာ ABS DF နဲ့ PDF တို့ကို KIA ကစည်ရေးကူညီမယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။မိုးမိတ်မျိုးနယ်တွင် KIA တည်ရင်းများရှိပြီး ABS DF PDF တို့နဲ့ပူးတွဲရှိနေကြောင်း တပ်ပေါင်းစုအဖြစ်အတူတူနေထိုင်ပြီးအခြေချထားကြောင်းမိုးမိတ်မြို့နယ်ထဲမှာကျွန်တော်တို့ KIA တရင်34ရှိတယ် KIA PDF တပ်ပေါင်းစုအတူတူနေတယ်အခြေချထားတယ်မိုးမိတ်မြို့နယ်ပတ်သက်လို့တီးတန့် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူးမိုးမိတ် KIA ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမိုးမိတ် KIA တွင်ဖြစ်ပေါ်နေသောအခြေအနေများအရမြို့ပင်အခက်အခဲကြုံတွေ့စေကမူပြည်သူနဲ့တသားတည်းရှိနေမည်ဖြစ်ကြောင်းထို့ပြင် စစ်ကောင်မရှင်လက်အောက်သို့မကြောက်စေရန်နဲ့တော်လန်ရေးအောင်မြင်မှုပန်းနိုင်စီတို့အမြန်ဆုံးရောက်ရှိရန်တော်လန်ရေးညီနောင်မဟာမိတ်များနဲ့အတူပူးပေါင်း၍အောင်မြင်မှုရသည့်အထိဆက်လက်ချီတက်သွားမယ်လို့ဂရီးသစ္စာပြုထားပါဗျ။လာလာလေအဲ့တော့ဂျင်းနေရှေ့ဖယ် ဖေအာဒီကလီရလည်းမင်းပုံကြီးပါလည်းဖေရန်ကုန်မြို့လေကောင်ရှိထင်ကရလမ်းတစ်ခုဖြစ်တဲ့ရောမင်းကြီးလမ်းမှာယနေ့ဒီဇင်ဘာလ၁ရက်နေ့မှာရေပွဲပြည်သူအကျိုးပြုလူငယ်အဖွဲ့အစည်းမှ노ဖုတ်စာတိုင်းကင်ဆောင်၍အတူရောင်ရွေးကောက်ပွဲမဲမပေးရေးစစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့တယ်လို့သိရပါဗျ ွန်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်